ခေါနေချီပါဒီနေ့ကတော့ Android ရဲ့ Fukushi တွေကိုလေ့လာမယ် Day 3 video လေးပဲဖြစ်ပါတယ်အဲ့တော့ဆက်လိုက်ကြရအောင်ဒီနေ့ Day 3မှာဆိုရင်တော့လေ့လာရမယ် Fukushi တွေကိုလေးမျိုးခွဲပြီးထားပါတယ်ပထမတစ်ခုကတော့ Kimochi စိတ်ခံစားမှုကိုပေါ်ပြတဲ့ကိရိယာတွေကိုပို့အထူးပြုစေမယ် Fukushi တွေကိုလေ့လာပါမယ်ဒုတိယတစ်ခုကတော့ Hitoya Mononoyosu လူတွေနဲ့ ပြရာဝတ္ထုတွေရဲ့အခြေအနေတွေကိုဖော်ပြတဲ့ဖူကူရှိရရှိမယ်ပြီးရင်တော့ဟန်ကောင်တော်သိတိုပြောင်းလဲမှုကိုဖော်ပြတဲ့ဖူကူရှိတွေရဲ့ပြီးတော့စုံတို့ချီဆိုပြီးတော့တခြားရာရဲ့ဆိုပြီးတော့ခွဲထားပါတယ်အဲ့တော့ပထမဆုံးလေးလာမှာတော့ခီမိုချီခီမိုချီမှာ ပထမဆုံးလေးလာမယ့်စကားလုံးလေးကတော့ဒုခိဒုခိဆိုလိုပါ ဒါတော့အားလုံးမတင်ရသေးတဲ့ယင်းနီးပိတာပေါ့နော်ယင်းတထိတ်ထိတ်ယင်းခုန်နေဆိုတဲ့အထိပယ်မျိုးဖြစ်ပါတယ်အဲ့တော့ဂျပန်လိုမျိုးအထိပယ်လေးလည်းရေးပြထားပါဗါခုခုတို့ကဟယခုဥခခုခုတို့နှလုံးသားကမြန်မြန်ဆန်ဆန်လှုပ်ရှားတယ်ဆိုတဲ့ချီနေပါတဲ့ခင်းချောရှိတဲ့တို့တို့ခင်းနီစခိုင်းမတ်ခင်းချောစလို့ဆိုတာကြတော့ဒီစိတ်ပူတယ်ဆိုရဲစိုးရိမ်နေဆိုရဲအနေထားမှာမျိုးလဲတုံးပါတယ်တဲ့ တော့ daily ဖတ်ကြည့်ရအောင် test တုံတော့မရဲ့ဝဆောင်းမွေးပွဲမတိုင်ခင်ကတော့ဒုခိဒုခိရှိမှစ်စိတ်လှုပ်ရှားခဲ့တယ်ဆိုရဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နောက်တစ်ခုကတော့အီယာအီရာဆိုလို့အီယာနီနာလို့ဆိုတော့တော့ဒီအမုံနဲ့စိတ်အနှောက်ရှက်ဖြစ်တယ်ဆိုရက်စကလုံးကလာတယ်ပေါ့နော်အဲ့တော့ဖတ်ကြည့်အောင်ဥမခုအီကနိုင်းဒုခိနီအဲဥမခုဆိုတာကအဆင်ပြေပြေပေါ့နော်မဖြစ်တဲ့အခါမျိုးမှာတဲ့အီယာနာခိမိုချီနီနာလို့ခေါ်တော့ စိတ်ညစ်တယ်စိတ်ပြက်တယ်ဆိုရက်စိတ်ခံစားချက်မျိုးဖြစ်လာတဲ့ဟာကိုပြောတာဖြစ်ပါတယ်တဲ့ဘတ်စကခိုနက်တဲ့ဘတ်စကကမလာတဲ့အတွက်အီယာအီယာဆူလို့ဒေါသဖြစ်တယ်စိတ်မရှိဖြစ်တယ်ပေါ့နော်အဲဥပမာ traffic မှာစိတ်မရှိဖြစ်တယ်ဆိုရင်ကြတော့ဂျူးထားရတဲ့အီယာအီယာဆူလို့အဲအဲ့လိုမျိုးကားကြီးကျက်နေလို့စိတ်မရှိ စိတ်လောနေရဆိုတဲ့အိပယ်မှာလည်းသုံးလို့ရပါတယ်အဲ့နောက်ထပ်တစ်ခုကတော့ဟီတိုယာမုန်နုံတော့ယောဆူ လူတွေရာဝတ္ထုပစ္စည်းရဲ့အနေအထားတွေကို ဖော်ပြတဲ့စကားလုံးလေးဖြစ်ပါမယ်။ပထမဆုံးလေ့လာရမယ့်စကားလုံးလေးက haki haki ဆိုလို haki haki ဆိုတာကကြတော့ခိုတာအေရအဲ့တော့ခိုအေရခိုတာအေခတ်တာက အတန်တို့စကားဖြေပုံဖြေနည်းတွေကတဲ့ဟာခိရိရှိတဲ့လူရောဟာခိဆိုတာကဒေတုမှာသင်ခဲ့ပါဗျပြက်ပြက်တတပေါ့နော်ဟာခိရိမေရတို့ပြက်ပြက်တတမြင်ရတယ်အဲ့တော့ဟာခိရိရှိတဲ့လူရောဆိုတာကကြတော့ပြက်ပြက်တတဖြစ်တဲ့အနေအထားကိုပြောတာဖြစ်ပါတယ်တဲ့အဲ့တော့လေးလေးကိုဖတ်ကြည့်အောင် man says စစ်တဲ့ဝအင်တာဗျူးမှာကတော့ဟာခိယာခိဟာနာစုခိုတိုကဒါအီဂျီဒက်တက်တက်ကြွကြွဖြေဖို့ကတော့ရေးကြည့်ပါတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် နောက်တစ်ခုကဘူဆု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 ဆိုတာကကြတော့တဲ့ချီးဆိုင်ခွဲတဲ့အတန်တတိတိနဲ့နာနီကာကိုအီဦးရော့စုတခုခုပြောတဲ့အခြေအနေဖြစ်ပါတယ်တဲ့ဒုခိဒုခိဖူမန်ဟိုအီဦးတစ်ခါလေးမှာဖူမန်စိတ်မချနှက်ချက်တွေကိုလည်းပြောပါတယ်တဲ့အဲ့တော့ဒိတ်လေးမှာခရေဝဘူဆုဘူဆုမွန်ကူအီတေရူ ူကမွန်ခုဆိုတာပေါ့စင်ကြီးပေါ့နော်အဲ့တော့ဘူးစုဘူးစုမွန်ခုဤတဲ့ဤလို့ဆိုတာကတော့တပြစ်တတောက်ညင်းညူနေရဆိုပြီးတော့မြန်မာလိုပြန်ရင်နားလေရလွင်မယ်ထင်ပါတယ်နောက်တစ်ခုကဘူရာဘူရာဆုလို့ဘူရာဘူရာဆုလို့ဆိုတာကတဲ့ဒုအဲဒုက္ခနိရာခုတုကနာခုဒုက္ခနိအထူးတလဲလောကမဲ့အရာ မရှိဘူးယုခုရိအာဒုခုယောစုဖြည်းဖြည်းအေးစစ်စစ်ပေါ့နော်လမ်းလျှောက်တဲ့အနေထားကိုပြောတာဖြစ်ပါတယ်အဲ့တော့ခိုးအောင်ဘူရာဘူရာဆုလို့ ပန်းချံကိုဘူရာဘူရာဆိုဆိုကရှောက်ပက်ကြည့်ရပေါ့နော်ဒီဟိုင်းအပြင်းပြေးလမ်းလျှောက်တယ်ဆိုရဲဒီပဲဖြစ်ပါတယ်ဘာလို့မှလဲဆိုပြီးတော့တီးကြတော့မဟုတ်ဘူးဒီဟိုင်းမဲ့အပြင်းပြေးဟိုလျှောက်တီလျှောက်လို့တာမျိုးပေါ့နော်အဲတော့ point တူလေးလုပ်ပေးထားပါတယ် point တူမှာကတော့ထန်းတို့ရှိပျော်စရာကောင်းတယ်လို့ non biri non biri ရလဲ day 2မှာပါပါတယ် a လူလူဆိုရဲဒီပဲပေါ့နော် non biri ရဆိုမိမှဆိုရင် a လူလူအနာယူတယ်အဲ့တော့ပျော်ရွှင်တဲ့ a လူတယ်ဆိုတဲ့ အေးလူဖြစ်တယ်ဆိုတော့ခင်မိုချီစိတ်ကိုဖော်ပြပါတယ်။တနည်းအားဖြင့်တော့သူကဒီအပေါင်းလက္ခဏာဆောင်တဲ့အခြေအနေမျိုးတွေမှာသုံးတာဖြစ်ပါတယ်။နောက်တစ်ခုသူနဲ့မှားနိုင်တာကတော့ဥရောဥရောဆိုလို့ဥရောဥရောဆိုလို့ဆိုတာလေဘာလဲဆိုတော့တဲ့ဒုက္ခနီအခုကဝကာရအဒုက္ခနီအခုကဝကာရဆုဝကာရဆုဆိုတာကတော့နားမလည်ဘူးဆိုတဲ့အဓိပ္ပာယ်ဝကာရီမဆန်ကလာတယ်။ ဘယ်သွားရမလဲဆိုတော့ကိုမသိဘူးပေါ့နော်အဲမသိရလဲဖြစ်နိုင်တယ်အဲဘယ်သွားရမလဲဆိုပြီးတော့ပြည့်ရတသားဆုံးဖြတ်ချက်ချထားမျိုးမဟုတ်ဘူးမာယော့တဲအာဒုခူယောမာယော့တဲတွေ့ဝင်နေပြီးတော့အာဒုခူယောလမ်းလျှောက်တဲ့အနေအထားမျိုးဖြစ်ပါတယ်တဲ့အဲ့တော့အခိတဲ့ဥရောရောရှိတဲ့ရူဟိတောကဣတာဘုဒ္ဓမှာဥရောရောရှိတဲ့ရူဟိုလျှောက်ဒီလျှောက်ပေါ့နော်ဟိုလုံနေတဲ့သူကရှိခဲ့တဲ့လူကိုတွေ့ခဲ့တယ်ဆိုပြီးတော့ဒီပဲဖြစ်ပါတယ်အဲ့တော့ point လေးကိုဖတ်ကြည့်ရအောင် ဖူအန်တို့အီယာအီယာဖူအန်ဆိုတာကတော့ဒီစိတ်ပူပန်နေဆိုရဲအဓိပ္ပာယ်ပေါ့နော်အီယာအီယာဆိုတာကလည်းအဲခုနကသင်ခဲ့တဲ့လိုမျိုးပဲစိတ်မရှိဘူးအဲဒီ စိတ်ထဲမှာအနောက်ရှက်ဖြစ်တယ်ဆိုတဲ့ပဲပြီးရင်ခေကိစာရဲတုဒုခိမို့အာလူခေကိစာရဲတုဆိုတာကခေကိစာကသတိထားပေါ့နော်အဲ့တော့သတိထားခြင်းခံရတယ်ဆိုတဲ့အခါမျိုးမှာလည်းတုံးတယ်တန်တရားဖြစ်ခံရတဲ့အခါမျိုးပေါ့နော်အဲ့တော့သူကတနည်းအားဖြင့်ပြောရင်ဒီအနှုတ်လက္ခဏာဆောင်တဲ့အနေထားတွေလူတွေကိုပေါ့ဥရောဥရောရှိတဲ့လူဟိတိုဆိုပြီးတော့အဲဒီမတင်ငါဆရာကောင်းတဲ့လူတွေမှာအသုံးများတာမျိုးဖြစ်ပါတယ်နောက်တစ်ခုကတော့ဂီရီ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 ဆိုတာကတဲ့ 実感やお金が少ししがない様子。あちいのパサンのが少ししが年々にが累びろ、無しれあかမျိုးを投なဖြစ်ပါတယ်。え、ဒီパサンဆိုရင်တော့ပစံလက်ကြံလေးနဲ့ပေါ့နော်အချိန်ဆိုရင်တော့အချိန်လေးကပ်ပြီးတော့ဆိုပြီးတော့ပြောလို့ရတယ်ဂီရီဂီရီတဲ့ဒန်ရှာနိနိုရတာအချိန်မီပြီးတော့အချိန်လေးကပ်ပြီးတော့ပဲယထာမီွားတယ်ယထာစီးနိုင်ွားတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် နောက်တစ်ခုကတော့ pick up pick up ဆိုလို့ pick up pick up ဆိုပြီးတော့လည်းတော်တော်ပြောင်းလို့လည်းသုံးလို့ရတယ် pick up pick up ဆိုလို့တောက်ပြန်အောင်လုပ်တယ်ဆိုပြီးတော့လည်းသုံးလို့ရတယ်အဲ့တော့သူတဲမူခိတဲ့ဤတဲ့ he cut တဲ့ iru yo ဆိုအရန်ကိုလှပပြီးတော့ he cut he cut လို့ဆိုတာကတော့ဒီကျဲတွေဆိုရင်တော့အဲအမိတ်တုံးမိတ်တုံးဖြစ်တယ်ဆိုရတဲ့ပဲပေါ့နော်ဒီမှာအရာဝတ္ထုတွေဆိုရင်တော့တောက်ပြောင်နေဆိုရတဲ့ပဲပေါ့အဲ့တော့လှပပတောက်ပြောင်ဖြစ်နေတဲ့အနေအထားကိုပြောတာပါတဲ့ ပီကပီကနော့ခုဆူဟိုက်တဲ့ဤလူတောက်တော့ပဲမြောင်းဖြစ်နေတဲ့ဖနက်ကိုဝတ်ထားတယ်နောက်တစ်ခုအနေနဲ့အဲပီကပီကနိမိခခုဆိုပြီးတော့တောက်တော့ပြောင်းဖြစ်အောင်မိခခုတိုက်ချွတ်တယ်ဆိုပြီးတော့လည်းသုံးလို့ရပါတယ်နောက်တစ်ခုကနိုရိုနိုရိုဆူလူနိုရိုနိုရိုဆူလူဆိုတာကြတော့လေဥကောခီကဒိုတဲမိုအိုဆိုဟီယောဆူအိုဆိုဟီဖြေးတယ်နောက်ဖြေးနေတယ်နောက်ကြတယ်ဆိုတဲ့အိပဲအဲ့တော့ရွေးရှားမှုကနှေးတယ်ဆိုတဲ့အနေထားကိုပြောတာပါတဲ့ ဒန်ရှာကနိုရိုနိုရိုဘူခိုအီတေတို့ဒေတာကဖြည်းဖြည်းနှင်းနှင်းပေါ့နော်တအီအီခုံမောင်းနေရယ်ဆိုရယ်အဓိပ္ပာယ်မျိုးသွားပါတယ်နောက်တစ်ခုကတော့ပေရာ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 ဆိုတာကတဲ့နှစ်မျိုးနှစ်စာအဓိပ္ပာယ်ခွဲလို့ရတယ်အမှန်ကတော့သုံးမျိုးထိခွဲလို့ရတယ်ပေါ့နော်ပထမတစ်မျိုးကတော့ဂါယီကိုခူကောအိုဂျောဆူနိဟာနာဆူယောဆူနိုင်ငံခြားဘာသာစကားကိုအဲတွန်းကြွန်းကြင်ကြင်စကားပြောနိုင်တဲ့အခါမျိုးမှာပေရာပေရာလို့သုံးတယ်နောက်တစ်ခုကတော့ခမီက su uh, uzukute yawarakai yo su ဒီစကူကပေါ့เนาะအရင်ပါပြီးတော့ပျော့ပြောင်းနေတဲ့အနေအထားမျိုးမှာလည်းပဲရပဲရတုံးလို့ရတယ်နောက်ထပ်တစ်ခုကပါလဲဆိုတော့ပေါ့เนาะမြန်မာလိုပြောရင်ခရီးရေလွတ်ဆိုပြီးတော့ပြောလို့ရတယ်ဒီဘာသာစကားကိုကျွမ်းကျင်ပြောတာမျိုးမဟုတ်ဘဲနဲ့မချင်းစားမစင်ကျင်ပဲနဲ့ပေါ့เนาะပြောပြတာမျိုးကိုပြောလို့ရတယ်အဲ့တော့ရေလီဖတ်ကြည့်အောင်ခေါင်းတော်ဝအေဂိုကဘဲရဘဲရ this သူမရဲ့ဒီအင်္ဂလိပ်စကားကတော့အင်္ဂလိပ်စကားပြောရတော့မှတ်တယ်ပေါ့နော်ကြမ်းကြမ်းကျင်ကျင်ပြောနိုင်နေဆွဲလေးပဲဖြစ်တယ်အဲခုနကလိုမျိုးခရီးရီလို့ပြောတယ်ဆိုတာကကြတော့ဥပမာอืมฮิมิซุเปราเปราชาเบลุဆိုရင်ကြတော့ဒီฮิมิซุဆိုတဲ့လိုဝတ်ချက်တွေကိုเปราเปราชาเบลุခရီးရီလို့ပေါ့နော်မစင်စားမစင်ကျင်မဲနဲ့ပြောလိုက်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးဖြစ်ပါတယ် ောက်တစ်ခုကပဲခု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 ကတော့ဒါတိပီးရဲ့တွေလည်းတိမှာပေါ့နော်ဘိုက်စာရဲဆွေဒီပဲပါတဲ့ဦးနကကစွိဒေရူယောစုဘိုက်စာရဲဆွေဒီပဲဖြစ်ပါတယ်နာနီမှုသာဘဲတေးအိနိုင်တော့တဲ့ပဲခုပဲခုです바မမစားရသေးတာမလို့ဖိုက်စားတယ်ဆိုပြီးတော့ပြောလို့ရတယ်နောက်တစ်ခုကတော့ဒီဟန်ကနောသေးတို့ပြောင်းလဲမှုတွေကိုဖော်ပြတဲ့ဖခုရှိရေပေါ့နော်အပထမဆုံးလေးလာမာလီကမဆု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 ဆိုတာကတဲ့မုတ်တုံမုတ်တု တိုယူအီမီမိုတိုမိုတိုလေးကိုသတိထားပေးပါမိုတိုမိုတိုမဟုတ်ဘောနော်မိုတိုမိုတိုပို့ပို့ပြီးတော့ဆွဲတဲ့အိဘဲပါပို့ပို့ပြီးတော့ဆိုတဲ့အိဘဲတဲ့ဟန်ကာကဆူယောခုနာတို့ပြောင်းလဲမှုကဆူယောခုနာတို့ဆိုတာကအပြင်းလာရဲဆိုတာထက်ပြောင်းလဲမှုတွေပို့ပို့ဖြစ်လာရဲဆိုတဲ့အိဘဲပေါ့လေဒီဖက်ကြည့်အောင်ခရဲပေါ့မဆုမဆုကန်ခီနီနာတာသူကပို့ပို့ပြီးတော့ကျမ်းမာလာတယ်နောက်တစ်ခုကတော့ဒန်ဒန်ပေါ့နော် တန်းတန်းစွာကတဲ့စကိုရှိစစဟန်ကဆုတခုတို့စကိုရှိစစနည်းနည်းစီဖြည်းဖြည်းစီပေါ့နော်ကြောင်းလဲတယ်ဆိုရတဲ့ပဲဖြစ်ပါတယ်တဲ့ニホンゴကတန်းတန်းရဝဝကာရူယိုနီနာရူနတ်တာ ဂျပန်စာကတဖြည်းဖြည်းနဲ့နားလည်တဲ့အခြေအနေမျိုးဖြစ်လာပါတယ်တဖြည်းဖြည်းနားလည်လာပါတယ်ဆိုတဲ့အိပဲပါအဲတဖြည်းဖြည်းတဖြည်းဖြည်းချင်းစီပြောင်းလဲနေချစ်ချင်းငငိမှုအချိန်လေးယူရတယ်ပြောင်းလဲဖို့အတွက်အချိန်တစ်ခုစောင့်ရတယ်ဆိုရင်တန်တန်သုံးရတယ်ဥပမာအဲတန်တန်ဒီစာမှုခုနာဒီမတ်စနေဆိုရင်ကြတော့တဖြည်းဖြည်းအေးလာတယ်နော်ပေါ့နော်အဲ့လိုဆိုရင်လေဒါနေချင်းညာချင်းအေးဆော်ရမျိုးမဟုတ်ဘူးတရက်နဲ့တရက်နည်းနည်းလေးအေးချိန်လေးတက်လာတာမျိုးဆိုရင်တန်တန်သုံးရပါတယ် နောက်တစ်ခုကတော့ဒွန်ဒွန်ပေါ့နော်ဒွန်ဒွန်ဆိုတာကတဲ့ဟာယခုအဲဇူဂီဇူဂီနိနာနီကာကအိုခိုရူယောဆုဟာယခုမြန်မြန်ဆန်ဆန်ဇူဂီဇူဂီနိတခုပြီးတခုတခုခုကအိုခိုရူယောဆုဖြစ်ပွားတယ်ဆိုတဲ့အနေအထားမျိုးပါတဲ့ဥပမာခခတင်သောနိဟွန်ကောဝဒွန်ဒွန်အဲဒါဆိုရင်ကြောဂျောဒါဆလို့ဖတ်တယ်ဂျောဒါဆစ်တဲ့ဤလူသူရဲ့ဂျပန်စာကတဖြည်းဖြည်းမဟုတ်ဝဲနဲ့မြန်မြန်ဆန်ဆန်ကိုပါ ြောင်းလဲလာတယ်အဲတိုးတက်လာတယ်ဆိုပြီးတော့ပြောလို့ရတယ်တချို့ဒီပေါ့နော်ဒွန်းသွန်းဆိုတဲ့နေရာအခြေအနေမျိုးကအဒီဘေးရလူတွေအန်ဩလောက်အောင်နောက်ထိပြောင်းလဲလာမျိုးကိုပြောလို့ရပါတယ်မြန်မြန်ဆဆန်းကြောင်းလေတာမျိုးပေါ့နော်လုံငယ်လားလားမအဲ့လောက်မှုတည်းအခုကျတော့တွေ့လိုက်တော့အဲတော်တော်ကြီးကိုပြောနိုင်လာပြီဆိုရင်တော့ထုံထုံဆိုပြီးတော့တုံးလို့ရတယ်။တန်းတန်းကျတော့အဲ့လိုမျိုးမဟုတ်ဘူးပေါ့နော်။အဲတဖြည်းဖြည်းတဖြည်းဖြည်းချင်းစီတိုးတက်ကြောင်းလေလာတာမျိုးပြောချင်တာဖြစ်ပါတယ်။ ဟုတ်ပြီနောက်ထပ်ဆိုးနှုတ်ချိအနေနဲ့လိလာမှလေးကတော့ဆိုရိုး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 ကတော့ဒါမင်းဆန်တို့အန်ဖိုက်ထဲရတခါလေးတွေ့ခဲ့မှာပေါ့ဆိုးဆိုရိုးရှိစတဲ့ရှိမားဆိုဆိုးဆိုရိုးခါရီမားဆိုပြီးတော့ပြောတာပါမိုးဆူနာနီကောဆူရူချီခန်နီနာတာဒီတခုခုကိုလှုပ်ဖို့အတွက်အချိန်ကြာလာတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဆိုရိုးဆိုရိုးခါရီမား ဘာလို့လို့ ਨੇ ပြန်ချင်ရောက်ပါပြီပြန်လာတော့မယ်အဲဆိုလို့ဆိုလို့ဟာဂျီမဲမရှော့อืมဘာပဲဘာလို့လို့ ਨੇ ဆက်ချရအောင်အဲဆက်လိုက်ချရအောင်ဆိုပြီးတော့လေတုံလို့ရပါတယ်နောက်တစ်ခုကတော့မိုတိုမိုတိုခုနကမိုတိုမိုတိုတတိထားခိုင်းထားရပေါ့နော်ခုကတော့မိုတို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 ကကြတော့တဲ့စာရေးရှော့ခါလာဆိုတဲ့အဓိပ္ပာယ်ပါ မူလအစတဲကဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဒါမိုတိုဆိုတော့မိုတိုဆုဆိုပြီးတော့မူလနေရာကိုပြန်ထားရဲဆိုတဲ့ဟာနဲ့အဓိပ္ပာယ်တူရဲပေါ့နော်မူလဆိုတဲ့အဓိပ္ပာယ်ကလာတာပါအဲ့တော့ခရတယ်ကမိုတိုမိုတိုခီနိုယောဝါယီဟီတိုသတ်တာသူကမိုတိုမိုတိုအရင်တုန်းကစိတ်အားငယ်တတ်တဲ့သူဖြစ်ခဲ့တယ်ပေါ့အခုကတော့အဲ့လိုမျိုးမဟုတ်တော့ဘူးအရင်တုန်းက အပြောင်းလဲတစ်ခုမဖြစ်ခင်အဲ့ဟလိုမပြောင်းလဲခင်တော့ကဖြစ်ခဲ့တဲ့အရာမျိုးကိုတုံလို့ရပါတယ်မို့တို့မို့တို့အရင်တော့ကအခုကတော့အဲ့လိုရောဝိုင်းဟိတောမဟုတ်တော့ဘူးပေါ့နော်အရင်တော့ကတော့အဲ့လိုလူဖြစ်ခဲ့ရဆိုပြီးတော့မို့တို့မို့တို့ဆိုပြီးတော့တုံလို့ရပါတယ်နောက်တစ်ခုကသမ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 ဆိုတာကတော့ဂူဇန်နီဆိုပြီးတော့အဓိပ္ပာယ်ပါဂူဇန်နီဆိုတာမတော်တဆပေါ့နော်တိုက်တိုက်ဆက်ဆိုင်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်သမသမအခိတဲ့ဒမတာချီနီအတ္တ မတော်တဆတိုက်တိုက်ဆဆိုင်ပဲတငယ်ချင်းနဲ့ဘူတာမှာတွေ့ခဲ့တယ်။ကိုမထင်မထားတဲ့အရာမျိုးပေါ်မှာတုံတာမျိုးဖြစ်ပါတယ်။နောက်တစ်ခုကတော့မာ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 ဆိုတာကတော့ဒီအဲချူခူရိုင်တို့ထိတ်တို့တဲ့ချူခူရိုင်ဆိုတာကတော့ဒီမန္နကပေါ့နော်အလဲလက်အရင်ကြီးလဲသူတဲမို့ယခုမို့နခုဝါလူခုမို့နခု ဒီအရင်ကောင်းတာလည်းမဟုတ်အရင်ဆိုးတာလည်းမဟုတ်အလဲလက်အနေထားမျိုးကိုပြောတာဖြစ်ပါတယ်တဲ့ခိုးနိုးလျော်ဒီကမာမာဝေးရှိဒီဟင်းကတော့ရတာကတာမှန်ပဲပေါ့နော်အရင်ဆိုးတာလည်းမဟုတ်အရင်ကောင်းတာလည်းမဟုတ်ပုံမှန်ပဲစားလို့ရတယ်ပေါ့နောက်တစ်ခုဆိုရင်တော့ဒီရှစ်ခံတော့ခဲကဆိုပြီးတော့ပေါ့နော်ဆောင်းပွဲရလက်တွေကိုလည်းပြောလို့ရတယ်ရှစ်ခံကမာမာတဲ့အဲဒီလိုမျိုးဆောင်းပွဲကတော့ဒီလိုပါပဲအစဉ်ပြေခဲ့ပါတယ်ဆိုပြီးတော့သုံးလို့ရပါတယ်နောက်ဆုံးတစ်ခုကတော့ဇာမဇမအဲဇာမဇမ မဟုတ်ဘူးเนาะဇာမဇာမအီရိုအီရိုနာဆိုရဲအဓိပ္ပာယ်ပါထက်ဆန်နောချီကာအီကအာတုအမျိုးမျိုးသောကွဲပြားမှုတွေရှိတယ်ဆိုရဲအဓိပ္ပာယ်ဖြစ်ပါတယ်နီဟွန်နီဝဇာမဇာမနာမာဆူရီကာအာရီမတ်ဂျပန်မှာတော့အမျိုးမျိုးသောပွဲတော်တွေကိုကျင်းပကြတယ်ရှိပါတယ်ဆိုပြီးတော့ဖြစ်ပါတယ်အော်ဒီနေ့လေ့လာခဲ့ရလေးကတော့ N3 ရဲ့ Fukushi D3 အနေနဲ့အဲဒီစိတ်ခံစားချက်တွေရဲ့လူနဲ့အရာဝတ္ထုပစ္စည်းတွေကိုဖော်ပြတဲ့စကားလုံးတွေရဲ့ပြောင်းလဲမှုကိုဖော်ပြတဲ့စကားလုံးတွေရဲ့ချို့စကားလုံးတွေကိုလေ့လာခဲ့ရဖြစ်ပါတယ်။အော်ဒီဗီဒီယိုလေးကိုအဆုံးအထိကြည့်ပြီးရတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်။ Bye bye.